ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တငယ်ချင်းတွေကိုနော်ဆိုင်ကယ်ရှိတဲ့သူတိုင်းဆောင်ထားတဲ့နဲ့နော်ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ဒီဓာတ်ဆီထုတ်တဲ့စက်ကလေးပေါ့နော်အဲအဲ့ဒီဟာလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကနေပြီးတော့နော်ပရိသတ်ကြီးတွေအတွက် အသုံးဝင်မဲ့နော် ကုသတာဖြစ်စေမယ့်အကြောင်းအရာလေးတွေကိုနေ့စဉ်မျှဝေပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်မို့ channel လေးကို subscribe မလုပ်ပါသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာနော်ကဲအတူတူကြည့်ရအောင်ဗျာရင်ဆုံးကျွန်တော်ဖျောင်းနိုင်လေးထောင်းပါထောင်းပါမယ်တကယ်လို့ထမင်းချက်ရင်လည်းပေါ့နော်မိသွေးတို့ဘာလို့လဲချက်ရင်လည်းမိသွေးမိဖို့နဲ့လည်းလုပ်လို့ရပါတယ်ကျွန်တော်ကလောလောဆယ်တော့ဒါဖျောင်းနိုင်ဖျောင်းနိုင်လေးနဲ့ပေါ့နော်လုပ်ပြီးတော့ပြမှာဖြစ်ပါတယ်ဗျာနော် ပြီးရင်ဒူအတာကတော့ကျွန်တော်တို့ pipe ကလေးပေါ့နော် C ထုတ်ဖို့ pipe ကလေးအဲ့ pipe အရွယ်အစအတိုင်းကျွန်တော်တို့တန်ချောင်းလေးကိုဒါကျွန်တော်တို့ငငယ်တုန်းကဆော့ခဲ့တဲ့အတိုင်းပေါ့ဗျာနော်တန်ချောင်းလေးကိုအပူပေးမှဖြစ်ပါတယ်တကယ်လို့ထမင်းချက်နေရင်တော့မီးသွေးတဲ့ဆိုရင်တော့ခဏလေးစနေရတယ်နော်ဒီမှာကျွန်တော်ကတော့ဖျောင်းနိုင်နေနေဆိုတော့နည်းနည်းလေးအချိန်တော့ပေးရပါတော့နော်ဒီတန်ချောင်းလေးပူလာအောင်ပေါ့အဒီတန်ချောင်းလေးကကျွန်တော်တို့ဒီစီထုံးမဲ့ပိုက်အရွယ်စားနဲ့နော်ကွတ်တီလောက် ဖြစ်အောင်နော်တန်လုံးလေးကိုသုံးပြရမှာဖြစ်ပါတယ်နော်ကျွန်တော်ဖျောင်းနိုင်ပြီနဲ့ဆိုတော့ချက်ချင်းမပူဘူးပေါ့နော်အဲအဲကြောင့်မို့ခဏလေးဒါအပူလေးအပူလေးတော်တော်လေးပူလာအောင်ပေါ့ဗျာနော်ဒါထမင်းချက်နေရင်လည်းကျွန်တော်တို့မီးသွေးမီးဖို့နဲ့ဆိုရင်တော့ခဏလေးနဲ့ပူရဲဗျာနော်ခုကကဖျောင်းနိုင်ပြီဆိုတော့နည်းနည်းလေးချိန်လေးနည်းနည်းပေးရပါနော်ကဲခဏလေးရလောက်ပြီဆိုရလောက်ပြီထက်နဲ့ကျွန်တော်စကြည့်မယ်နော်ဒါကအချွေရည်ဘူးကွန်ပေါ့ဗျာနော် ချူရီအေးဘူးကောင်ခေါ်မှာပေါ့နော်အေးဘူးကောင်အပိတ်ကိုဒါတန်ချောင်းကိုပူပေးပြီးတော့ကျွန်တော်ဖောက်ကြည့်မယ်နော်တန်ချောင်းကလည်းအချွတ်မပါတော့နည်းနည်းလေးဖောက်ရတာတော့ဒီလှလှပါပါဖြတ်ပါမလားမသိပါဘူးမရသေးဘူးပြန်နော်အပူဓာတ်ကနည်းနည်းအပူနည်းသေးကောင်းတာတော့မီးဖို့လေဖုတ်ထက်ပြီးတော့ မီးဖုတ်လိုက်ရင်တော့ခဏလေးနဲ့ကောင်းကဒါကနော်အိမ်တိုင်းမှာလည်းရှိတယ်ဒီဒါအေးဘူးကွန်လေးတွေပေါ့နော်အေးဘူးကွန်ရဲ့ကျွန်တော်တို့စီဆိုင်ကလေးကနေထုတ်ဖို့ပိုက်ကလေးရဲ့ဒါပဲလို့ပါပေါ့နော်ပြီးရင်ဒီဘူးကွန်လေးကိုကျွန်တော်တို့ပိုက်နဲ့ကြက်ကြက်လေးဖြစ်အောင်ပေါ့နော်ချောင်းနေလို့တော့မရအောင်ကြက်ကြက်လေးဖြစ်အောင်ဒီတန်ချောင်းကိုလည်းပိုက်အရွယ်စားနဲ့တူတူတော့အပေါက်သွားပြီရနော် ရသွားပြီရသွားပြီကျွန်တော်ဒါတောင်မှကျွန်တော်တန်ချောင်းကနည်းနည်းသေးနေတယ်ကျွန်တော်သုံးမဲ့ပိုက်ကတတဲ့နည်းနည်းလေးကြီးရပေါ့နော်အဲ့ကျတော့ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့လှည့်ပြီးတော့ချက်လိုက်နော်လှည့်ပြီးတော့ချက်လိုက်စူးသွားနဲ့စူးသွားရှိတဲ့လူဆိုရင်တော့စူးသွားလေးနဲ့ဖောက်ရင်ပိုးတောင်ကောင်းလောက်တယ်နော်ဒါကတော့စူးသွားလေးဘာလို့မလိုဘူးပေါ့ဗျာနော်တန်ချောင်းမီးဖုတ်ပြီးတော့တပတ်အရွယ်စားအတိုင်းလေး ျွန်တော်စီပိုက်ကနည်းနည်းလေးကြီးနေလို့ဗျာနည်းနည်းကျင်းသေးမှာကျင်းသေးတယ်ကျွန်တော်နော်နည်းနည်းလေးထပ်ချက်လိုက်အောင်ရန်ကြီးကျဲသွားလို့လည်းမဖြစ်ပါဘူးเนาะကျဲသွားလို့ရှိရင်ကျွန်တော်တို့စီထုတ်တဲ့အခါမှာအဆင်မပြေတော့ဘူးပေါ့ဗျာနော်ဒီပိုက်နဲ့ကွက်တီလေးဖြစ်အောင်ပေါ့နော်လာဆိုရင်တော့ရလောက်ပြီထင်တာပဲ။ ကဲရလောက်ပါပြီเนาะပိုက်ကနည်းနည်းကြီးလို့ကဲပြီးရင်တော့ကျွန်တော်တို့ဒီအဖုံးလေးအဖုံးလေးကိုပေါ့နည်းဒီခုဒီမီးနဲ့လောက်တာဆိုတော့ဒါလေးအဲကွာသွားပြီเนาะအဲ့ဒါလေးကိုကျွန်တော်ဒါပိုက်ကလေးဆွတ်ကြည့်မယ်ပြေเนาะပိုက်ကလေးနဲ့ဆွတ်ကြည့်လိုက်မယ်ကွတိလောက်တော့ဖြတ်လောက်မယ်ထင်တယ်အဲကြက်ကြက်လေးရဗျာကွက်တိပဲဗျာနော် ကွက်တိပါပဲဗျာကျွန်တော်မှန်းပြီးတော့ဖောက်လိုက်တာเนาะကွက်တိဖြတ်သွားတယ်ကွက်တိလေးဖြတ်သွားပါတယ်ကဲအဲ့ဒါဆိုရင်တော့ဒါရပြီเนาะရသွားပြီဆိုတော့ကျွန်တော်သေချာအောင်လို့သေချာအောင်လို့ကျွန်တော်ကတော့ဒီကော်ချောင်းလေးနဲ့ထပ်ပြီးတော့ဖုံးလိုက်အောင်ပါဗျာเนาะလေးလုံးအောင်ပေါ့ဗျာเนาะတကယ်လို့ကော်ချောင်းမရှိလေဒီတိုင်းလည်းရပါလေဗျာเนาะဒါကတော့ကျွန်တော်သေချာအောင်လို့ကော်လေးနဲ့ထပ်ပြီးတော့တကယ်လို့ကော်ချောင်းမရှိရင်လည်းတခြားဒီ လတ်စတစ်လေးတွေပါနော်ပလတ်စတစ်ချောင်းလေးတွေပါလေးမီးရှို့ပြီးတော့ဒီမှာကတ်လိုက်ရင်လည်းရလောက်မယ်ထင်တာပဲနော်ဒါကတော့ကျွန်တော်ကတော့ကော်ရှိလို့ကော်လေးနဲ့ကတ်လိုက်နော်ကော်မရှိလည်းဒီတိုင်းစန့်ကြည့်ပါရပါတယ်နော်ဒီအဓိကကတော့ပလင်းဘုံနဲ့ဒီပိုက်ကလေးနဲ့ကွက်တိကြက်ကြက်ကလေးဆိုရင်ကော်တွေပါလေးမပါလဲရပါတယ်နော်ပြရင်တော့ဒါအဖုံးဒါပလင်းပြန်ဖုံးလိုက်အောင်ပါနော်ဒါဆိုရင်ဒါပြီးသွားပြီနော်အင်မတန်မှလွယ်ကူတယ်ဟိုလိုဆိုရင်စီရနေပြီးတော့ ဆိုင်ကယ်တွေကနေစီထုတ်တဲ့ခါမှာဒီပါဇက်နဲ့စုပ်ပြီးတော့เนาะတချို့ကအဲ့လိုတွေထုတ်တာတွေ့လို့เนาะအဲအန်တီရရှိတယ်ဓာတ်စီတွေပါတယ်ပါဇက်ထဲဝင်မကောင်းပါဘူးเนาะအဲအားကြောင့်မို့ဒါဒီနီးလေးကိုကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်เนาะကဲကျွန်တော်လက်တွေ့စီထုတ်ကြည့်ပါမယ်เนาะစီရလည်းမရှိတော့ဘူးညနည်းလေးကျန်တော့အဲ့ကျတော့ bike ကို C ဆိုင်ကယ် C ကန်လေးကိုထည့်မယ်ပေါ့ဗျာနော်ဒါကျွန်တော်နမူနာထုတ်ကြည့်ရဆိုင်ကယ် C တောင်တိတ်မရှိတော့ဘူး အခုလိုလေးထည့်မယ်ထည့်ပြီးရင်ကျွန်တော်တို့အောက်ကဒီဘူးလေးကိုပေါ့နော်ခဏကဒီချုပ်အေးဘူးခွန်လေးကိုနည်းနည်းလေးနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ရင်သူကလေရဟိုတဲ့ကိုဝင်သွားပြီးတော့ပြန်ပြီးတော့ဒီပလင်းကပြန်ဖောင်းလာတဲ့အခါမှာသူကစုပ်ပြီးသားအထက်ထက်ဓာတ်စီကိုစုပ်ယူလိုက်တဲ့သဘောပေါ့နော်ဒါဆိုရင်ဓာတ်စီလေးကျလာပြီနော်အောက်ကိုပြဆက်စီကြလာပြီအဆင်ပြေတယ်အဲဆိုရင်ဘာမှပါဇက်တွေပါနေနဲ့စုတ်เสียရမလို့တော့เนาะကဲအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဗျာเนาะ ကကျွန်တော်ပြိတက်ကြီးဆိုင်ကယ်လေးရှိရင်စီဆိုင်ကယ်လေးရထုတ်ချင်ရင်ပါးစပ်နဲ့စုပ်เสียရမလို့တော့ပါဘူးဗျာနော်ခုဒီနီလန်းလေးအတိုင်းတော့မယ်ဆိုရင်အင်မတန်မှအဆင်ပြေပါတယ်လူတိုင်းလည်းလုပ်လို့ရပါတယ်နော်ပါးစပ်နဲ့စုပ်ကဲကျွန်တော် channel လေးကနော်အများအားမနဲ့ခင်းတိုင်းမှာကျွန်တော်တို့မဟုတ်ဆရာတော်ဖရာကြီးရဲ့တရားမှတ်စုတော်လေးတွေတင်ပေးပါတယ်ညနေပိုင်းမှာတော့ဘုသူတ္တမျိုးစုံပေါ့ဗျာနော်ဘုဒ္ဓရာမျိုးစုံမျှဝေပေးမှာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကြည့်ရှုအားပေးကြတဲ့တနော်ရဲ့ပရိသတ်တွေအားလုံး ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဆင်ပြေကြပါစေခင်ဗျာ